လေးရက်နေ့မှာကျွန်တော်မန္တလေးလာတော့မယ်အဲ့တော့လေးရက်နေ့မှာကျွန်တော်တို့နေ့လယ်ပိုင်းလောက်မှာကျွန်တော်တို့မန္တလေးမှာအဲကျွန်တော်တို့အခမဲ့ဟောပြောပွဲเนาะကျွန်တော်တို့အဲငလင်ပေးပြန်လဲထူထောင်ရေးပေါ့နောက်တစ်ခါကျွန်တော်တို့ဒီအခမဲ့ management and motivation talk ကိုကျွန်တော်ပြောမှာဖြစ်တယ်အဲ့တော့အသေးစိတ်အချက်အလက်တွေတော့ပွဲ organizer တွေဆီကနေကြော်ညာတွေပါတယ်ရပြီဆိုရင်တော့ပြကျွန်တော်မိတ်ဆွေလုပ်ငန်းရှင်တွေနဲ့ panel လဲပါမယ်ပေါ့မန္တလေးကကျွန်တော်မိတ်ဆွေလုပ်ငန်းရှင်ကြီးတွေအသင်းအဖွဲ့အသီးသီးက ုတ်ထားယူနေကျွန်တော်တို့ ban တော့လက်ပါမယ်အဲ့ဒါလည်းကျွန်တော်တို့အခမဲ့ဖြစ်တယ်အဲ့ဒါကျွန်တော် page မှာ စောင့်ကြည့်ပေးပါကျွန်တော် manelia သူတွေအတွက်ရက်ကတော့တည်ကြတယ်ဆက်တလပိုင်းကျွန်တော်၄ရက်နေအခမဲ့ပွဲဖြစ်တယ်ပေါ့နော်ဆိုတော့အဲ့ဒါပြောပြီးတော့ကျွန်တော်တို့က manelia မှာကျွန်တော်၄ရက်၅ရက်6ရက်9ရက်လောက်ထိပေါ့ကျွန်တော် training အကျိုးတွေလာဆက်တာပေါ့လားကျွန်တော်တို့ consulting လုပ်တဲ့လုပ်ငန်းတွေအတွက် training သင်တာရှိမယ်ပြီးတော့ coaching တွေလုပ်တာရှိမယ်အဲ့တော့ manelia မှာအဲ့ဒီရက်တွေအတွင်းမှာအဲကျွန်တော်တို့ဟိုကိုယ်ဝန်ထမ်းတွေအတွက် talk ပြောချင်တာပဲဖြစ်ဖြစ် တော့ကတော့တနင်္လာနေ့စားလို့ပဲရမှာပေါ့เนาะကျွန်တော်တခြားအော်ဟိုလေ plan ပြည့်နေတဲ့အခါကျတော့လေအဲနောက်တူးချင်းကျွန်တော်နဲ့ VIP coaching coach ယူချင်တာပဲဖြစ်ဖြစ် messenger မှာဆက်သွယ်ထားပေးပါ။နောက် mainly လာမယ့်ရက်လေးအဲ့ဒါလေးအရင်ပြောင်းပြောင်းပေးတာပေါ့နော်ကျွန်တော် mainly လာမယ့်ရက်လေးပြောင်းပေးတာဖြစ်တယ်၄ရက်နေ့၄ရက်နေ့မှာတော့ mainly မှာအခမဲ့ hobby ဝယ် seminar ပြောမှာဖြစ်တယ်။ကိုအောင်စောထက်ရေး တင်တန်းအကြောင်းကဒါကိုအောင်စောတက်တက်မီလို့တင်တန်းကတော့ကျွန်တော်တလောက်တင်တန်းတမျိုးပဲဖွင့်တယ်အခုကျွန်တော်တို့ဆယ်လာပိုင်းမှာဖွင့်မှာကတော့ကျွန်တော်ရဲ့စီမံခန့်ခွဲမှုဆိုင်ရာတင်တန်းဖြစ်တယ်တခါမတက်ထိုင်နောက်၄လဆောက်အောင်မှာဖြစ်တယ်၄လတစ်ချိန်ပဲဖြစ်တာဖွင့်တာဖြစ်တယ် certificate in general business management စီဝါရေးစီမံခန့်ခွဲမှုဆိုင်ရာအခြေခံတင်တန်းဖြစ်တယ်စီမံခန့်ခွဲပညာအခြေခံကစတင်လေ့လာခြင်းနဲ့လူကြီးလူငယ်မြည်သူမျိုးစုတက်နိုင်တယ်မြန်မာလိုတင်ပေးမယ်မပြည့်အောင်တင်ပေးမယ်လက်တွေ့ပြန်သုံးနိုင်အောင်တင်ပေးမယ်အွန်လိုင်းတင်တန်းဒီအခုလာမယ်ဆယ်လာပိုင်း ဘယ်နှစ်ဆက်နဲ့ရှိရနေအင်္ဂါနေ့စာအွန်လိုင်းကလေတလားတိတိတန်မှာဖြစ်တဲ့ဘယ်ဒေတာမှမစွတ်တနိုင်နဲ့အပြင်လူတွေတင်တန်းကတော့ဆက်တလားဘိုင်းနဲ့ရောက်သွားပြီခုနကျွန်တော်ပြောသောတရက်နေ့နဲ့နေ့နေ့တင်ပြီးတာနဲ့ကျွန်တော်လေးရက်နေ့မှာအကြောင်းမန်လေးမှာအိထော့ကလာပြောမအောင်နောက်ကြောင့်ဆက်တလားဘိုင်းတရက်နေ့နဲ့နေ့ရက်နေ့စနေတွင်းနေ့နေ့ရက်မှာအပြင်လူတွေတင်တန်းကတော့မနေ့စင်နာရက်နေ့ညနေ6နာရီအထိဘိတ်ကိုလာလဲပါဆရာဟုတ်ကဲ့ပါတော်ဝင်းနဲ့ဖိတ်လာလိုက်ခဲ့မယ်နော်ကျွန်တော်တို့မနေ့စင်နာရက်နေ့ညနေ6နာရီအထိရန်ကုန်မြို့တောင်ဝင်းစင်တာ3လာမှာရှိရဲကျွန်တော်တို့အမ်နော်တင်တန်းရောက်မှာကျွန်တော်တို့နေ့ရက်အချိန်ပြည့်ယူနီချစ်ခင်စွာတွေ့ဆုံပြီးတက်ရမှာဖြစ်တယ် အဲ့လိုကျွန်တော် online ပဲတက်ချင်တက်ချင်အပြင်ပဲတက်ချင်တက်ချင်နံပါတ်ရဖုန်းနံပါတ်ရကိုကောင်းမွန်မှမြင်တယ် messenger message မှာဆင်းပေးထားပေးပါကျွန်တော်တို့ team ကညီရင်ညီမတွေကဆက်သွေးပေးမယ်အခုအစီအစဉ်ကြီးတဲ့သူတိုင်း online ကပထမအဦးဆုံးအယောက်တက်ရအပြင်ကပထမအဦးဆုံးအယောက်30ကို10% discount ကျွန်တော်ပေးထားပါတယ်တင်တန်းကြောင့်အသေးစိတ်ကိုကျွန်တော်ဒီ page facebook ဆိုတဲ့ link တိုင်းညွန်မှာဆက် english ကိုရေးထားတယ်အပေါ်ဆုံးမှာ video file နဲ့တူအသေးစိတ်တင်တန်းကြီးအစားတင်ထားပါတယ် tiktok ဆိုရင်လည်းကျွန်တော်တို့ post တင်ထားပါတယ်ဝင်ရောက်ပြီးတော့ကြည့်ရှုနိုင်ပါတယ်ဗီဒီယို file နဲ့တူအသေးစိတ်တင်ထားပြီးပါအဲ့ဒီမှာတင်တန်းကြီးတွေလည်းကျွန်တော်ရေးထားပေးထားပါတယ် အခုနေအဲ့တော့10%ရမှာဖြစ်တယ်ဟုတ်ပြီဒါဆိုရင်အခုပုံပြင်ပြောပါတော့မယ်အားလုံးစောင့်စားနေမန္တလေးအကြောင်းဝင်လာတော့ပုံပြင်နားထောင်မိတ်သူတွေမချစ်မရက်ဖြစ်ကုန်ပြီမန္တလေးအကြောင်းမပြောရသေးလို့ပါမန္တလေးသွားမိတ်ရပြောင်းသွားပြီဆိုတော့တချို့ကအဲ့အဲ့ရက်တွေကိုလာပြီးတော့ပြောနေကြလို့နော်တွေ့မယ်ဆိုတော့อืมတွေ့မယ်လေမန္တလေးမှာ၄ရက်နေကအခမဲ့ဟောပြောပွဲဖြစ်တယ်မိသူမဆိုလာလို့ရတယ်လीနော်ကျွန်တော် page မှာကျွန်တော်ကြီးညာထားပေးမယ်လာပြီးလို့ရတယ်လက်စားတယ်ဟုတ်ပြီအဲ့ဒါဆိုစမယ်ဒီနေ့ပုံပြင်လေးကတော့ အိန္ဒိယပုံမြင်လေးအိန္ဒိယပုံမြင်လေးဖြစ်အိန္ဒိယပုံမြင်လေးဖြစ်အဲကဘာအောင်မှာပုံမြင်မရှိတဲ့လူမျိုးဆိုတာမရှိဆိုပုံမြင်နေရဘလောက်တိအားကောင်းလဲဆို story ဒီလူသားတွေအပေါ်မှာကြီးစွာသောလွမ်းမှုတက်ရောက်မှုရှိတယ်ဒဝဲဟိုကွန်မင်းရောက်တယ်တိလားဟိုတော့ကျွန်တော်ဒဝဲအများပိုင်ကမ်ပဏီလား DDPC ဟဲ့လားသူတို့ရဲ့ shopping mall ရှိတယ်အဲ့မှာလည်းကျွန်တော်တို့ပြောတယ်နောက်ကမ်းခြေမှာလည်းကျွန်တော်ပြောဘူးတယ်ဟဲ့လားဒဝဲမှာဆိုရင်လေနော်ကျွန်တော်တို့ဟုတ်ပြီကျွန်တော်ပြောအောင်တော့ဆိုပုံမြင်ပြောခဲ့ရတော့မှာမဟုတ် အဲ့ဒီနေ့အိန္ဒိယပုံမြင်လေးဖြစ်တယ်။ကမ္ဘာပေါ်မှာပုံမြင်မရှိတဲ့လူမျိုးဆိုတာမရှိဘူး။လူသားတွေကပုံမြင်မရှိရင်ရက်တည်နိုင်မှာမဟုတ်ဘူး။အဖြစ်လို့လဲဆိုတော့ကျွန်တော်ဒီနေ့တိုင်းနေ့တိုင်းမှာကျွန်တော်ကြည့်နေ Netflix ရုပ်ရှင်တွေဟလာ၊ YouTube တွေ၊ကြပြားတွေ၊စာတွေ၊သချင်းတွေအားလုံးဟာ story လို့ခေါ်တဲ့ပုံမြင်ကိုကျွန်တော်တို့ကအခြေခံထားတာဖြစ်တယ်။ဒီလိုပဲလူတို့အကြောင်းကိုကျွန်တော်တို့ဟောပြောတဲ့အခါမှာလဲပုံပြင်းသည်လူတွေရင်ထဲကိုရောက်နေတယ်။ ပုံမြင်ပြောလိုက်တာနဲ့ဘာဖြစ်လို့လူတွေအဲ့ဒီပုံမြင်တဲ့ဇက်ဆောင်နေရာမှာပုံမြင်တိုင်းမှာဟီးရိုးရှိတာကိုအဲ့ဒီဇက်ဆောင်နေရာမှာလူတွေကဝင်ပြီးခံစားလိုက်တာကိုချင်းစားလိုက်။ဒါကြောင့်ရုပ်ရှင်ကြည့်ပြီးငိုတယ်လို့ရည်တယ်လို့ဆိုတာအဲ့ဒါကြောင့်ဖြစ်တာ။ငိုတယ်ဆိုတာအထူးသဖြင့်ဒါဇက်ဆောင်နေရာမှာသူတကယ်ခံစားလိုက်တာ။အဲ့လိုမျိုး connection မျိုးကို story ကပဲကျွန်တော်တို့ပေးနိုင်တယ်ဟောပြောမှုပညာမှာ။အဲ့ကျွန်တော်လူကျုံတို့အခုဟောပြောလိုက်ပြီဆိုတာကျွန်တော်အခုပုံပြင်ပြောလိုက်ပြီဆိုတာနဲ့လူကျုံတို့ဒီကိုနေနေတဲ့အခုဘယ်ရက်နေကြည့်နေကြကိုကြည့်နေတဲ့နေရာလေးတွေရေးပါဦးအခုကိုဘယ်နေရာလေးနေကြည့်နေကြလဲ ကိုကြည့်နေတဲ့နေရာလေးတွေရေးပါအောင်အဲ့ရဝါကြည့်ရဆိုအဲ့ရဝါပေါ့ဗျာသိလားမသိဘူးသမင်းစားကန်ကြည့်ရဆိုသမင်းစားကန်ပေါ့အကန်ကြည့်ရဆိုအကန်ပေါ့ကိုကြည့်နေတဲ့နေရာလေးတွေရေးပါအောင်ကိုပဲဘယ်နေရာထဲနေကြည့်အဲ့နေရာတွေကနေပြီးတော့လူချင်းတော့ပုံမြင်တဲ့ကိုရောက်သွားတာပုံမြင်တဲ့မှာရှိတဲ့အဲ့ဒီ hero z ကောင်းရဲ့နေရာမှာစီဝင်မျောပါပြီးတော့ခံစားသွားတာ connection any strong connection any strong connection အားကောင်းတဲ့ connection မျိုးဘယ်အချက်လက်ကမှမပေးနိုင်ဘူးကျွန်တော်တို့ဘယ် data တွေဘယ် information တွေရမှမပေးနိုင်ကလေးနဲ့ဆော်ပြီးကြည့်နေတဲ့တယောက်ကဟုတ်ကဲ့ပါမအိနန္ဒခိုင်ကလေးတွေနဲ့ဆော်ပြီးကြည့်တဲ့အဖွဲလေးရှိတယ်ဟလာဆိုတော့ဒါတော့ public speaking မှာလည်းပုံပြင်ပြောတယ်ဒီပုံပြင်နဲ့ပြိသက်နဲ့အဲ့လောက်ထိ connection strong ဖြစ်တယ်အဲ့ဒါဒီဘလောက်ခိုင်ပါတဲ့အချက်လက်ကမှမပေးနိုင်ဘူးဒါပုံပြင်ကဘလောက်အားကောင်းမှုကျွန်တော်ပြောတာနော်ဟုတ်ပြီတကယ်ပြောပြီအဲ့တော့အိန္ဒိယပုံပြင်အဲ့တော့အိန္ဒိယပုံပြင်မှာတခါတော့ အလွန်ချမ်းသာကြွယ်ဝတဲ့တထိတ်တူးရှိတယ်ပေါ့။ तू ကသားတွေကြီးပဲမွေးထား။တမီးမရှိဘူးပေါ့။ तू မသားတွေအများကြီးမွေးထား။အဲဒီနေ့ကျတော့အဲ့တထိတ်ကအသက်ရွယ်အိုမင်းလာတဲ့အခါမှာယောဂဆွဲကတ်တာပေါ့။ယောဂဆွဲကတ်တဲ့အခါမှာတော်ဟာတို့တွေကလည်းဒီယောဂအခြေအနေတိတ်မကောင်းတော့ဘူးဆိုတော့ဒါလက်လျှော့လိုက်ကြလက်လျှော့လိုက်ကြတထိတ်ကလည်း तू မကြမီတေတော့မယ်လို့ထင်ပြီးတော့သူ့ရဲ့ပိုင်ဆိုင်မှုမှန်သမျှကိုသူ့ရဲ့ချမ်းသာကြွယ်ဝမှန်သမျှသူ့ရဲ့သားတွေကိုခေါ်လိုက်တယ်။အဲသူ့ရဲ့သားတွေကိုခေါ်လိုက်ပြီးတော့မှချိုးကြအကုန်လုံးလဲမြေတွေစီစိန်တွေ ရွှေငွေကြောက်တံဗရန်များတွေကို သူ့ရဲ့သားတွေကိုဒါကြီးစင်ခဲ့လိုက်စနစ်တကျခွဲဝေပေးလိုက်အဲ့ထီကတော့ဘာမှမဖြစ်သေးဘူးအဲ့ထီကတော့ဘာမှမဖြစ်သေးဘူးဒါပေမဲ့ဖြစ်ချင်တော့အဲ့တထေးကြီးကအလွန်အသက်ပြင်းတဲ့တထေးကြီးဖြစ်ဆိုတော့ तू အသေးပဲလို့ထင်ထားတာပေါ့ဗျာမပြောပြောရမှာဆိုသေမလို့ထင်ထားတာ तू မသေးဘူးပေါ့မသေးဘူးအသက်ပြင်းတယ်ပေါ့အသက်ပြင်းပြီးတော့ခုနကယောဂါတော့ခံစားရတယ်အဲ့ရပုံမှာလဲနေတယ်မသေးဘူးပေါ့မသေးတဲ့အခါသူ့ရဲ့သားတွေက သူ့ကို အမွေတွေလည်းသူကခွဲပေးပြီးပြီဆိုတော့မကြည်ပြူကြတော့သားသမီးတွေကလည်းတစ်ခါတည်းကျရင်ကြောက်ဖို့ကောင်းတယ်အလူပေါ်တော့မူတည်တာပေါ့လေနော်ဟိုတိတက်တဲ့သားသမီးဆိုတာရှိတယ်မတိတက်တဲ့သားသမီးတွေလည်းရှိတာပေါ့နော်ဆိုတော့ဟိုသူ့သားတွေကသူ့မကြည်ပြူတော့ဘာသူမတင်နိုင်တော့ဘူးပေါ့ဘာလို့နေတိုင်းမှာဒါဟိုသူ့ရဲ့ဝကြီးဝင်ငယ်ပြုစုရတဲ့အခါမှာဟိုသူတို့ကမကြည်ပြူခြင်းကြတော့အဲတထေးကြီးကလည်းပဲသူလည်းစိတ်ညစ်တာပေါ့နော်ဘာလို့သူ့မှာပေးစရာအမွေလည်းမရှိတော့ဘူးလေ ဆိုတော့အဲ့ဒါတနေ့ကျတော့ဒီတထေးရဲ့ငယ်ပေါင်းကြီးဘော်တငယ်ချင်းတယောက်ဟာအဲ့တထေးကြီးစီကိုလာပြီးတော့လဲတာပေါ့အဲ့ဒီငယ်ပေါင်းကြီးဘော်တငယ်ချင်းတယောက်ကတထေးကြီးစီကိုလာလဲတဲ့အခါတထေးကယင်ဖွင့်တာယင်ဖွင့်တယ်သူ့သားတွေမလိမ္မာဘူးယင်ဖွင့်တယ်အဲ့သူအမွေတွေခွဲပေးလိုက်တာဖြစ်တဲ့အတွက်သူ့မှာဘာမှမရှိတော့ဘူးဆိုတာသိတဲ့အခါကျတော့သူ့ကိုကောင်းကောင်းမပြုစုကြဘူးပေါ့သူ့သားတွေကမပြုစုဘူးသူ့တငယ်ချင်းကိုယင်ဖွက်အဲသူ့တငယ်ချင်းကလည်း အဲ့တထေးရဲ့တငယ်ချင်းကလည်းသူ့ကိုအဲ့တထေးကိုကူညီပေးကျင်တယ်ပေါ့အေးကွာငါကြံပါအောင်မယ်ပေါ့နော်အေးငါကြံပါအောင်မယ်မင်းကိုကူညီလို့ရရင်ကူညီပါမယ်ဆိုပြီးတော့သူ့တငယ်ချင်းကလည်းပြန်သွားအဲ့နေ့သုံးရက်လောက်နေတဲ့အခါမှာသူ့တငယ်ချင်းကသူ့စီကိုပြန်ရောက်လာပြန်ရောက်လာတဲ့အခါမှာသူဒီတိုင်းရောက်လာတာမဟုတ်ဘူးအထုပ်ကြီးအထုပ်ငယ်အသွေးသွေးနဲ့နော်အထုပ်ကြီးအထုပ်ငယ်အသွေးသွေးနဲ့တခါလေအထုပ်ကြီးအထုပ်ငယ်တွေတေပိုးပြီးတော့သူ့တငယ်ချင်းကပြန်ရောက်လာပြန်ရောက်လာပြန်ရောက်လာပြီးတော့မှ တော့တော်တော်လေးပြောတယ်ဗောမင်းသားတွေမရှိဘူးလားအိမ်မှာမရှိဘူးအေးအေးအဲ့ဆိုမင်းငါ့ကိုတော်တော်ပြောမယ်ဒီအိတ်ကြီးတွေကိုမင်းမင်းဂရင်အောက်ကိုထက်ထက်အိတ်ကြီးတွေနဲ့တာကြီးမဟုတ်ပြင်မင်းသားတွေပြန်လာရင်မင်းပြောငါလည်းပဲငါသတင်းလွှင့်ခဲ့မှာဟလာငါမင်းရဲ့အကျွေးတွေကိုလာပြန်လာပြီးဆက်တာနော်မင်းအကျွေးတွေကိုပြန်လာပြီးဆက်ဆိုလိုတာဗျာသူအကျွေးတွေကိုပြန်လာပြီးဆက်တဲ့တဲ့တတိယမှာပတ်စံနေပြန်ရှိသွားပြီဗောနော်အဲ့တော့မင်းမင်းရဲ့အကျွေးတွေကိုငါပတ်စံနေမကောက်ကြောင်းတဲ့ဗရန်များတွေနဲ့ပြန်လာဆက်တာဗောကွာဒါသတင်းလွှင့်လိုက် အဲ့ဒီတရင်လဲလွန့်လိုက်ကောအားလုံးသိတဲ့အတိုင်းပဲဟဲ့လားခုနကသူ့သားတွေကသူ့အပေါ်မှာအကောင်လုံးအလူးအရက်လာပြီးတော့ပြုစုကြပါလေဘယ်ဘယ်ပါစားကြင်လဲနော်အချိုးအချင်းအငန်းအဆက်ရလိုလေသေးမရှိအကောင်အဖေပါစားကြင်တာအလူးရက်ပဲအရှက်မရှိလာပြီးတော့ပြန်ပြီးတော့ပြုစုကြပြန်အဲ့ဒါနဲ့တထေးကြီးကလည်းအသက်ပြင်းနေရနော်ဒေါက်တော်ကြီးနှစ်တည်းကြာတဲ့အထိနေပြီးတော့မှနောက်ဆုံးဘလို့မှသူဇရာတော်တော်ထောက်ပြီးတော့မှနောက်ဆုံး လော့ကဒေါင်းကိုเนาะကျွန်တော်တို့လောကရဲ့သဘောတရားကိုမလွန်ဆန်နိုင်တဲ့အချိန်မှာ तू အသက်အသက်ထွက်သွားတယ်ပေါ့ तू သေသွား तू သေသွားတဲ့အချိန်ကျအာသူ့သားတွေရာသူ့ဂရင်အောက်ကိုဒါဆို तू အသက်ရှင်နေတဲ့ရှောက်မှာဒီအထုပ်ကိုလောကအထိမခံခဲ့လောကအထိမခံတော့ तू အသက်မရှိတဲ့အချိန်မှာစပြီးတော့เนาะ ဒီထုတ်သူအလူရဖွင့်လိုက်တဲ့အခါသူသားတွေအထဲမှာပါတွေပဲတွေ့လဲကြောက်ခဲတွေပဲတွေ့ရတယ်။နောက်ကြောက်ခဲတွေအုံနေခဲတွေပဲဒီအထုတ်ထဲမှာတွေ့ရ။ဘာလို့လဲဆိုရင်သူ့တကယ်ချင်းရဲ့ညံလေနော်တထိစီကိုပြန်ပြီးတော့တထိကိုပြန်ပြီးတော့သူ့သားတွေကယူဆိုင်လာအောင်သူ့ဘဝနေဝင်ချိန်လေးမှာဘာပဲဖြစ်ဖြစ်စိတ်ချမ်းသာလေးပြန်နေသွားအောင်သူ့တကယ်ချင်းကမဟာဗျူဟာမြောက်ကူညီပေးလိုက်တာဖြစ်တယ်။ဘာကူညီပေးလိုက်တာလဲမဟာဗျူဟာမြောက်ကူညီပေးလိုက်တာ strategically ဆိုတော့လောကမှာဒီပုံမြင်လေးပေါ့ဒီအိန္ဒိယပုံမြင်လေးဟာတာပုံမြင်လေးပဲဆိုပါစို့ဗျာเนาะကျွန်တော်တို့ဒီပုံမြင်လေးကကျွန်တော်တို့ကြီးစွာသောသင်ခန်းစာပေးပါ lesson study ပေးပါအဲ့ဒါဘာလဲဆိုတော့ကျွန်တော်တို့ဘဝမှာတစ်ခါကြံ့မှန်းချက်နဲ့နှမ်းထွက်မကိုက်တာရှိမှန်းချက်နဲ့နှမ်းထွက်မကိုက်တဲ့အတွက် decision making လို့ခေါ်တဲ့ဆုံးဖြတ်ချက်တွေဘဝမှာကျွန်တော်တို့လွဲမှားခဲ့တာရှိမှန်းချက်နဲ့နှမ်းထွက်နှမ်းထွက်ပေါ့နော်အများနဲ့မှန်းချက်ကနှမ်းထွက်ထက်တော့မြင့် လူရဲ့တော့ပါမှန်းချက်ကနှမ်းထွက်တဲ့ပြင်ကိုမှန်းထားတယ်လို့ဖြစ်မလားဟိုကိုတေတော့မယ်လို့တတိယမှန်းတယ်ပေါ့ဒါတစ်ချက်ပြီးတော့ငါသားသမီးတွေကငါ့အပေါ်မှာချစ်ခင်ကြပါတယ်မြတ်နိုးကြပါတယ်ကျေးဇူးမကန့်ကြပါဘူးဒါလို့မျှော်မှန်းတာတစ်ချက်တည်းသူ့အမွေတွေခေါ်ပြပြီးတော့သူဒီဆုံးဖြတ်ချက်ကိုသူချခဲ့အဲ့ဒါမှန်လားဆိုနံပါတ်1သူသေးပဲသူတင်တာသူမသေးဘူးဒါမှန်းချက်နဲ့နှမ်းထွက်မကိုက်နံပါတ်2သူသားသမီးတွေကသူ့အပေါ်မှာယေရှုမသိတတ်ဘူးဒါလည်းမှန်းချက်နဲ့နှံထွက်မကိုက်ဘူးသူဆုံးဖြတ်ချက်မှားသွားတယ်။ဘက်ဖြူဝင်ယေရှုနော် ဒါပေမဲ့သူ့ရဲ့တငယ်ချင်းကသူ့ကိုကောင်းမွန်မှန်ကန်နဲ့ပြောင်ပြောင်းတဲ့မဟာဗျူဟာနဲ့ကူညီလိုက်တဲ့အခါမှာသူ့မှားယွင်းရတဲ့ဆုံးဖြတ်ချက်တွေကနေ recover ပြန်ဖြစ်လာပြီးတော့မှဟလာတာသမီတွေရဲ့ပြည်စုံကိုဘာပဲဖြစ်သူပြန်ရအဲလောကမှာနံပါတ်1မှန်းချက်နဲ့နန်းထွက်မကိုက်ပဲနဲ့ဆုံးဖြတ်ချက်တွေမှားသွားတဲ့အချိန်မှာစိတ်မညစ်နဲ့စိတ်တမကြနဲ့ထိုင်မငုံနဲ့လောကကြီးကကျွန်တော်တို့ထိုင်ငုံပြလို့ဒုက္ခတွေကိုရှော့လိုက်တာဆိုတာတမိုင်းမှလည်းမရှိဘူးဘယ်တော့မှလည်းမရှိဘူး လောကကြီးကကျွန်တော်တို့ဆုံးဖြတ်ချက်တစ်စုံတရားမှားသွားလို့ကျွန်တော်တို့အခက်အခဲဒုက္ခတွေရောက်လာလို့ထိုင်မငိုပြနဲ့လောကကြီးကိုလောကကြီးကသူပေးတဲ့ဒုက္ခတွေကိုကျွန်တော်တို့ထိုင်ငိုပြလို့ဒုက္ခတွေကို limit short ပေးလိုက်တာဘယ်တော့မှမရှိတော့တမိုင်းမှလည်းမရှိဘူးဘယ်တော့မှမရှိဘူးအင်းစိတ်မှလည်းမရှိဆိုတော့ဘာလို့မဟာဘီဝမှန်ကန်စွာနဲ့ recover ပြန်လောက်ရမယ်ဘာလို့ရမလဲမဟာဘီဝမှန်ကန်စွာနဲ့ recover ပြန်လုပ်ရခုနတထေးရဲ့တငယ်ချင်းကောင်းရဲ့မဟာဗျူဟာကဲ့သို့ကိုဘွားမှာကိုမန်ချက်နဲ့နန်းထွက်မကိုက်ခဲ့လို့ဆုံးဖြတ်ချက်တွေမှားခဲ့ရင်လည်းထိုင်ပြီးတော့စိတ်မညစ်နေနဲ့မှန်ကန်တဲ့မဟာဗျူဟာနဲ့ recover ပြန်လုပ်ပါအောင်မြင်မှုတွေကလူချင်းတို့ကိုစောင့်ကြိုနေပါတယ်လို့ဒီနေ့ကျွန်တော်တို့ရဲ့ Friday night live ကနေဒေါ်နိုင်ငံဒေတာအသီးသီးနဲ့ကပ္ပဒေတာအသီးသီးမှာရှိကျွန်တော်မိတ်ဆွေတွေကိုချစ်ခင်စွာ ်မျှော်ပေးလိုက်ပါတယ်ကျွန်တော်မျှော်ယူမှုကနေလူချင်းတို့အကျိုးရှိမယ်လို့အပြည့်အဝယုံကြည်ပါတယ်အဲ့တော့ဒီနေ့အစည်းအဝေးကြည့်တဲ့သူတွေအတွက်လည်းကျွန်တော်စာအုပ်ကားကိုလက်ဆောင်ပေးဦးမှာဖြစ်တယ်အဲ့တော့အဲ့ဒီစီစဉ်မှာပါဝင်ရင်ကျွန်တော်တို့အခု live link နေတာကိုမျှဝေလိုက်ပါမျှဝေပြီးသွားရင် comment မှာမျှဝေပြီးပါပြီလို့ဝင်ရေးပေးထားပါအဲ့ဒီထဲက၅ဥကိုရွေးချယ်ပြီးတော့ကျွန်တော်စာအုပ်၅ဥကိုလည်းတယောက်ကိုတအုပ်နှုံးနဲ့ကျွန်တော်အမှတ်တရလက်မနဲ့တူအိမ်တန်းရာရောက်ပေးပို့ပေးမှာ ဖြစ်ပါတယ်လို့တည်င်းကောင်းပါလို့ပါတယ် အဲနောက်တစ်ခုကတော့ကျွန်တော်တို့တင်တန်းတက်ချင်တဲ့သူတွေကကျွန်တော်တက်လောက်ကိုတင်တန်းတစ်မျိုးပဲဖွင့်တယ်အခု ဆယ်လာပိုင်းမှာဖွင့်မှာကတော့ကျွန်တော်ရဲ့စီမံခန့်ခွဲမှုဆိုင်ရာသင်တန်းဖြစ်တဲ့ Certificate in General Business Management သင်တန်းဖြစ်တဲ့စီဝါရေးစီမံခန့်ခွဲမှုပညာကိုအခြေခံအစတင်လေ့လာခြင်းနဲ့စီဝါရေးစီမံခန့်ခွဲမှုပညာကိုသုံးပြီးတော့မြို့ရရဲ့လုပ်ငန်းမြို့ရရဲ့ဘဝကိုဖွံ့ဖြိုးတိုးတက်အောင် လုပ်ခြင်းနဲ့မြေသူမဆိုတက်နိုင်တဲ့လူကြီးလူငယ်မြေသူမဆိုတက်နိုင်တဲ့မြန်မာလူသင်ပေးမှာဖြစ်တယ်။ Online သင်တန်းဒီအခုလာမယ့်ဆယ်လာပိုင်း28နှစ်အောက်တိုဘာ28နှစ်စအင်္ဂါနေ့ဖြစ်တယ်။အဲ့ဒီကနေတလားတိတိတက်အောင်မှာဖြစ်တဲ့အတွက်ဘယ်ဒေတာမှဆိုတက်နိုင်တယ်။အပြင်လူတွေသင်တန်းတော့17လပိုင်းနဲ့ရောက်သွားမယ်။17လပိုင်း10ရက်နေ့နဲ့2ရက်နေ့စနေတိုင်းနေ့ရက်မှာမနေ့စင်နာရနေ့ညနေ6နာ ိုက်ထိရန်ကုန်မြို့တော်ဝင်စင်တာ3လမှာရှိတဲ့ကျွန်တော်တို့ AML သင်တန်းကျောင်းမှာကျွန်တော်နဲ့နှစ်ရက်အချိန်ပြည့်ရင်းနှီးချစ်ခင်စွာတွေ့ဆုံပြီးတက်ရမှာဖြစ်တယ်။အဲ့တော့ online သင်တန်းပဲတက်ချင်းတက်ချင်းအပြင်သင်တန်းပဲတက်ချင်းတက်ချင်းလူကျွန်တော်ရဲ့နာမည်ရဲ့ဖုန်းနံပါတ်ရဲ့ comment မှာမေးရင်း Messenger message မှာရေးထားပေးပါကျွန်တော်တို့ team ကညီရင်းညီမတွေကဆက်သွယ်ပေးမယ်။ အခုအစည်းအဝေးကြီးတဲ့သူတိုင်းကို online ကပထမဦးဆုံးအယောက်တရာအပြင်ကပထမဦးဆုံးအယောက်30ကို10% discount ပေးထားပါတယ်လို့သတင်းကောင်းပါလို့ပါတယ်။တင်နန်းသားအဟောင်းတွေအဖွဲလိုက်တက်မဲ့သူတွေကတင်နန်းသားအဟောင်းမှာအဖွဲလိုက်တက်ပါမယ်လို့ရေးထားပေးပါအထူး discount နဲ့ကျွန်တော်တို့ထပ်မံပြီးတော့စီစဉ်ထားပေးပါတယ်။အဲကျွန်တော်မေးခွန်းလေးတွေမေးစရာရှိရင် comment မှာရေးခဲ့ပေးပါ ရိုးရိုးရဲ့ comment ကိုကျွန်တော်တံပိုးထားပြီးဖတ်ပါတယ်ဖြည့်သိမ့်ဖြည့်တိုက်တဲ့မိကုန်းတွေကိုလာမယ့်အစီအစဉ်တွေမှာဖြည့်ကြပေးမှာဖြစ်ပါတယ်လို့သတင်းကောင်းပါလို့ပါတယ် TikTok ကစာအုပ်လက်ဆောင်လိုချင်တဲ့သူတွေကအခုဒီ live ကို share လို့မရပြီးရင်ဒီ live ကပျောက်သွားမှာ TikTok ကစာအုပ်လက်ဆောင်လိုချင်တဲ့သူတွေကဒီ link တိုင်းမြန်မာမည်လို့အပေါ်မှာမြန်မာလူရေးတာ TikTok account ကျွန်တော် follower 3.2 million ကျော်ရှိတယ်အဲ့ TikTok account တစ်ခုပဲကျွန်တော်သုံးတယ်အဲ့ဒီ account ရဲ့အပေါ်ဆုံးမှာကျွန်တော်တို့ပင်းထောက်ထားတာရှိတယ်ဘာလဲဆိုတော့ကျွန်တော်ရဲ့ဒီစီးပွားရေးစီမံခန့်မှုဆိုင်ရာတင်နန်းကြော်ညာထားတဲ့ post ရှိတယ်အဲ့ဒီ ီဒီယိုဖိုင်ညှောက်ပြီးလိုက်ညှောက်ပြီးတော့အဲ့ဒီ post အောက်က comment မှာညှောက်ပြီးပါပြီလို့ဝင်ရေးပေးထားမယ် TikTok ကအဖွဲ့ရ Facebook ကတော့ဒီ live ကရှိမှဖြစ်တဲ့ဒီ live အောက်က comment မှာရေးပြီးပါနော်ဟုတ်ကဲ့ပါ Matt Ruby Queen ကျေးဇူးတင်ပါတယ်အဲ့တော့အားလုံးကိုဟုတ်ကဲ့ပါကိုဝရန်ထွန်းကျေးဇူးတင်ပါတယ်အားလုံးချစ်ခင်ကျေးဇူးတင်ပါတယ် TikTok ကမပန်းလေးလည်းကျေးဇူးတင်ပါတယ် Matt A ဝင်ကျေးဇူးတင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်မေဂွန်လေးရှင် comment မှာရေးခဲ့ပေးပါလူကျွန်းတို့ comment တွေကိုတံပိုးထားပြီးဖတ်ပါတယ်ဖြည့်တဲ့ဖြည့်ထိုက်တဲ့မေဂွန်တွေကိုလာမယ့်အစီအစဉ်တွေမှာဖြည့်ချပေးသွားမှာဖြစ်ပါတယ် We must work together. We must build our nation.